ကောင်းမင်းမင်္ဂလာပါဒါမနေ့ကတော့ဒါညီကိုလေးဒါအစဉ်ပြေမလို့ထင်တယ်ကျွန်တော်ဒါမနေ့ကဒါတပွဲကောင်းအနေနဲ့ဒါဒိမတ်ဘော်ဒီကိုဒါညီကိုလေးရွေးချယ်ပေးရတယ်ဒါ3-1ဆိုတဲ့ပုံစံမျိုးနဲ့ဒါဒိမတ်ကနိုင်ခဲ့တယ်ဆိုတော့ညီကိုလေးအစဉ်ပြေမလို့ထင်တယ်ဒါကျွန်တော်ရဲ့ဒါ channel လေးကိုဒါ subscribe မလို့အသိရညီကိုရှိရင်ဒါ subscribe လေးဒါလုပ်ပေးရပါဒါ Telegram channel ကိုဒါမ join အသိနဲ့ညီကိုလေးရှိရင်ဒါ Telegram channel လေးကိုဒါ join ထားပါဒါ Telegram channel မှာဒါတပွဲကောင်းနဲ့ဒါမောင်းကခလစ်တွေဒါနေ့စဉ်နဲ့ညအတင်ပေးလေးရှိပါတယ်ကျွန်တော်ဒါဒီနေ့မှစရင်လဲကျွန်တော်ဒါမနေ့ရလို့ပဲ ကျွန်တော်တပွဲကောင်းဒါရွေးချယ်ထားတယ်ဒါဆလိုဗီးနီးယားနဲ့ဒါဆွစ်ဇာလန်တို့ရဲ့ပွဲလေးကိုဒီနေ့တပွဲကောင်းအနေနဲ့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ပြအဲဒီပွဲမှာဆင်ရင်ကြီးရတာဆွစ်ဇာလန်ဒါအဝီးကွန်းကနေ1.50ဒါဂိုးပေါင်းကြီးမှာ2.80ချီပေးထားတယ်ကျွန်တော်ဒီမှာဂိုးပေါင်းကြီးထက်တဘိုလီချင်း1.50ရတာတော်တော်လေးပျော့တယ်လို့ပြောရတာဗျ။ဘာပြောလဲဆိုရင်တဖီပါအဆင့်ဒါတတ်မှတ်ရှေ့ရဒါဆလိုဗီးနီးယားကဒါအဆင့်50မှာရည်တည်နေတယ်။ဒါဆွစ်ဇာလန်ကဒါအဆင့်18မှာရည်တည်နေတယ်။ဒါအဆင့် ကွာခြားရှိကောက်ရတာတော်တော်လေးများတယ်။အပြီးရင်ဒါအခုလက်ရှိတိုင်ရှင်စင်းကိုကြည့်မယ်ဆိုရင်ဒါဆလိုဗီးနီးယားကဒါနိုင်ငံလုံးကမရသေးဘူးပြ။အဲတစ်ခါကဒါဆွစ်ဇာလန်ကိုကြည့်မယ်ဆိုရင်ရှုံးခွဲမရှိကစားထားတယ်။ဒါပေးခိုးလုံးဝမရှိတာဝိုးဒရဖရန့်ဒါပလန်9ဆိုတဲ့ပုံစံမျိုးကိုဒါရဟဲ့အသင်းကဒီနေ့ဘလူးကောင်းလည်းဒါဒီနေ့အဝေးဝန်းကနေ1 +50 ဆိုရကြည့်ရတော့ဒါပြော့တယ်လို့ပြောလို့ရတယ်အဲတစ်ခါကကျွန်တော်ဒါဆက်တူဟာကိုပြန်ကြည့်မယ်ဆင် ဒါဟတ်ထွက်ကအားလုံး၅ဂျင်ရှိတယ်ကဆလိုဘေးနီးယားတဂျင်နိုင်ထားတယ်ဆွစ်ဇာလန်က၄ဂျင်ထိနိုင်ထားတယ်ဒါဆလိုဘေးနီးယားကနိုင်ထားတာမှာတော့အင်ဝင်းကနေဒါဆွစ်ဇာလန်ကဒါအဝင်းကဒါနှစ်ပွဲကစားတယ်နှစ်ပွဲမှာဒါပွဲနိုင်ဒါပွဲရှုံးဆိုတဲ့ပုံစံမျိုးဒါအင်ဝင်းကဒါဝမ်းကြီးဆိုတဲ့ပုံစံမျိုးနဲ့ဒါရှုံးထားတယ်ကဆလိုဘေးနီးယားကိုဒါ2-2နဲ့တဂျင်နိုင်တယ်ဒါဒီနေ့မှဆင်ကျွန်တော်ကဒါကြီးပြိုလို့ပြောရတာဘာဖြစ်လဲဆင်ဒီနေ့ဆွစ်ဇာလန်က ဒါအရေးကြီးတယ်ဗျတေပေရကျွန်တော်တို့ပြန်လို့ကြည့်မယ်ဆင်ဒါဆလိုဗီးနီးယားအခုလက်ရှိမှာနှစ်မှတ်ပဲရဟာတယ်ဗျတေနှစ်ပွဲဒါတပွဲရှုံးဆိုတဲ့ပုံစံမျိုးနဲ့ဒါနှစ်မှတ်ရထားတယ်ဆွစ်ဇာလန်ကတော့သုံးပွဲမှာ၉မှတ်ဒါပေးကူမရှိပဲနဲ့ဒါဂိုးထွက်ပြတ်ဒါ plus 9ဆိုတဲ့ပုံစံမျိုးနဲ့ဒါဂျာမန်ကြီးရထားတယ်ဆိုတော့၉မှတ်ကြီးရထားတယ်ဆိုတော့အဒီနေ့ပွဲကဘာဖြစ်လို့ကြီးပြော်လို့ပြောရလဲဆိုတော့ဒါနိုင်ပွဲလုံးဝမရသေးနဲ့ဒါဆလိုဗီးနီးယားထက်ဒါဆွစ်ဇာလန်ကဒီပွဲတကယ်လို့ဒါဆလိုဗီးနီးယားကိုနိုင်ငံ့ရဲ့သူအေးအေးဆေးဆေး ဒါနေလို့ရပြီရာငါကိုကြည့်မယ်ဆိုရင်ဒီနေ့ပွဲနောက်ဆုံး၃ဝက်ကားတော့နေပြ၃ဝက်၉မှတ်တော့ထားတယ်ဒီနေ့ပွဲနိုင်တော့ရင် तू က၁၂မှတ်ရှိရတော့ရွာ၁၂မှတ်စီရင်တော့ဒါကြာနှစ်သင်းဒါကိုဆိုဘူးကကြည့်မယ်ဆိုတော့အစစ်နှစ်နေရာကိုဆိုဘူးက၄မှတ်ဒါပေမဲ့ဒါကိုဆိုဘူးကမ်းမှာကဒါနောက်ထပ်ပွဲကြနိုင်မှုခင်းနေတယ်ပြဒါဆွီဒင်ကိုဒီနေ့အင်္ဂွန်းမှာကမ်းမယ်ပွဲစဉ်လဲဒါအဝေးကနေသွားရှင်ပြရမယ်ဆိုတော့ဆွီဒင်ရဲ့အင်္ဂွန်းမှာဒါခဲခဲခဲနဲ့ဒါရှင်ပြရမယ် ဒါနောက်ဆုံးကတကယ်လို့ဒီနှစ်ပွဲစလုံးကိုဒါကိုဆိုဘွေးကဆွီဒင်နဲ့ဒါဆလိုဗီးနီးယားကိုနိုင်သွားရင်တော့နောက်ဆုံးဘွေးကဒါဆွစ်ဇာလန်ကိုဒါပယ်ရမယ်ဆိုတော့သူ့အနေနဲ့ဒီပွဲနိုင်လို့ရှိရင်ဆွစ်ဇာလန်အနေနဲ့ AAC ဒါစောင့်ကြည့်နေလို့ရတဲ့အနေအထားတွေရှိတယ်။ဒါကြောင့်ဒီနှစ်ပွဲကိုအနိုင်ကမ်းဖို့လိုအပ်တယ်။အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကကြီးကိုကြည့်ရမယ်ဆွစ်ဇာလန်က1ပလ90ကြီးတာပေးထားပြပါဘိုးဘုံကြီးမှာ2 90အဒီကြီးကိုကြည့်ရင်တော့ဒါဆလိုဗီးနီးယားကဂိုးမရဘူးဒါဆွစ်ဇာလန်1 2 ဟို Z1 ဒါ Z2 Z3 ဆိုတဲ့ပုံစံမျိုးကိုတက်တက်ရောက်နေတဲ့တီးမျိုးဖြစ်တယ်ဗျာဒါကြောင့်ကျွန်တော်တို့ဒါဒီနေ့မှာရွေးချယ်ရမယ်ဆိုရင်ရွေးရွှေချင်းလေးပဲတွေးပြီးရင်ကျွန်တော်တို့ဆွစ်ဇာလန်ဘောကြီးကိုနေချင်ပါရဲ့ဒါဟတ်တူဂါရာကောဒါဖီယာတတ်မှတ်ချက်ရတော့အခုလက်ရှိခြေစွန်းရရောဒါကြည့်လိုက်ရင်အားလုံးကအဖက်ဖက်ကတန်းနေတဲ့ဆွစ်ဇာလန်ကဒီနေ့ကြီးပြီးလာတာပျော့နေတာလေးတခုပဲရှိတယ်ဗျာဒါ1 50ဆိုရင်ကြီးမျိုးကကျွန်တော်တို့ဒါဆွစ်ဇာလန်ဘောကြီးကိုကြိုက်ပါရဲ့အဲဒီနေ့အတွက်ဒါကျွန်တော်ရဲ့ဘွယ်ကောင်ရွေးချယ်မှုကတော့ကျွန်တော်ဒါဆွစ်ဇာလန်ဘောကြီးပါဗျာ